ရွေးကောက်ပွဲပညာပေးအစီအစဉ်မှာစပိန်နဲ့အမေရိကန်မလာမပါဖြစ်နေတဲ့ပုံမှာအနူးညွတ်တောင်းပန်လာတဲ့ရှင်မိုယက်ဒီရွေးကောက်ပွဲပညာပေးအစီအစဉ်မှာစိတ်ပါတလို့လို့မပါတလို့လို့ဖြစ်နေတဲ့ဆိုပြီးသူပြောများနေတာကရှင်မိုယက်ဒီပါသူတို့နှစ်ဦးဟာရွှေနဲ့ရွှေစုံတွဲလို့ပြည်သက်တရားချစ်စနိုးခေါ်ကြတဲ့အတွက်အောင်မြင်မှုခိုင်မာရထားသူတွေပါရွှေသူကတော့တခြင်းကောင်းတွေထိမိတဲ့စာသားတွေနဲ့ဂီတလောကမှာထိတ်တန်းကနေဦးဆောင်နေတဲ့ဆိုတော့တယောက်ဖြစ်ပါတယ်ရှင်မိုယက်ဒီကလည်းငငယ်လေးကလေးကအမှုပညာလောကတွေဝင်ရောက်ခဲ့ပြီး ကြာရဇယုတ်ကိုပြည်ပင်စွာတရုတ်ဆောင်နိုင်မှုကြောင့်ကယ်နမီစုတွေကိုတောင်မှမျှော်မဲခင်ရတဲ့ထိတ်တန်းမင်းသမီးတယောက်ပါဒီလိုအမြင်မှုမြင်ဆုံးမှရှိနေတဲ့စုံတွဲဖြစ်တာကြောင့်သူတို့ရဲ့လောက်ရတဲ့အတိုင်းလှူရှားမှုတိုင်းဟာပရိသတ်တွေရဲ့အာယုံဆိုင်မှုကိုအမြဲတမ်းရရှိနေရလေဖြစ်ပါရယ်ပရိသတ်တွေအလုံးတည်ကြတဲ့အတိုင်းမကြခင်မှာမြန်မာနိုင်ငံအတွက်အလွန်ရေးကြီးတဲ့ရေကောက်ပွဲကြီးကျင်းပဖို့ရှိပါရယ် ဒီတွဲပြည်သူလူထုအသိပညာကျင်းဝစေဖို့မဲပေးခြင်းရဲ့ရေးပါပုံကိုသိစေဖို့အတွက်ဂီတာရုပ်ရှင်စာရှိရဲ့အမှုပညာနယ်ပယ်တည်တည်အောင်အမှုပညာရှင်တွေဟာစေတနာနဲ့ပညာပေးစီစဉ်တွေကိုရှိုက်ကူးထုတ်လွှင့်ပေးနေကြပါတယ်။ဒီလိုရေးပါတဲ့နိုင်ငံတော်စင်စီစဉ်မှာပရိသတ်တွေရဲ့ချက်တော်ရွှေနှစ်ရွှေစုံတွေနိုင်ငံကျော်ထိတ်တန်းဆိုတော်ရွှေတူးနဲ့ထိတ်တန်းမင်းသမီးရွှေမုံရည်တို့ဇနီးမောင်နဲ့လည်းပါဝင်ကူညီရိုက်ကူးပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ပညာပေးစီစဉ်ထုတ်လွှင့်လိုက်တဲ့အခါမှာတော့ပြည်သက်တွေကြားမှာလူပြောများစရာဖြစ်နေပါရဲ့ ဘာကြောင့်လဲဆိုတော့အဲ့စီစဉ်မှာပါဝင်နေမင်းသမီးရွှေမုံရည်ရဲ့ပုံမှန်သဏ္ဍာန်ကြောင့်ပါပဲပရိသတ်တွေထောက်ပြကြတာကရွှေမုံရည်ဟာဒီလိုအရေးကြီးတဲ့ပညာပေးစီစဉ်မှာစိတ်ပါတယ်လို့လို့မပါတယ်လို့လို့ပုံစံမျိုးဖြစ်နေတယ်။သူမရဲ့စပင်းတွေကဖီအိုဖီးဖြစ်နေပြီးညနာပေါ်မှာလည်းမိကက်လေးချေထားခြင်းမရှိသလောက်ဒီပါဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဒါအောင်မြင်တဲ့ပရိသတ်တွေကဒါဟာတမင်ကိုဘလို့ရိုက်တာမဟုတ်ဘူးနိုင်ငံတော်စီပညာပေးစီစဉ်ဒီလိုရေးကြည့်တဲ့နေရာမှာဒီလိုပုံစံနဲ့တက်လာတာဟာ တမင်တကာမလေးစားသလိုလှုပ်တာလားဆိုပြီးဆိုရှယ်မီဒီယာပေါ်မှာပြင်းပြင်းထန်ထန်ထောက်ပြဝေဖန်ခဲ့ကြပါတယ်ဒီလိုဝေဖန်မှုတွေနေချင်းညာချင်းရှင်ဟုန်နဲ့မြင့်တက်လာပြီးနောက်မှာတော့မင်းသမီးရွှေမုံရည်ဒီဟာသူမရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေအခုလိုပြန်လဲရှင်လင်းတောင်းပန်လာခဲ့ပါတယ်။သူမတောင်းပန်စာမှာအဓိကဖော်ပြတာကတော့သူတို့ဇနီးမောင်နဲ့ဟာအဆက်မပြေဖျော်ဖြေခီတွေသွားလာနေရတဲ့အတွက်အဲ့ဒီနေရိုက်ကူးရေးမှာအလွန်အမင်းပင်ပန်းနှွေးနေနေခဲ့တယ်ဆိုတာပါပဲ ဒီလိုပင်ပန်းမှုကြောင့်မိကန်နဲ့ဝက်စားဆင်ပြေမှုတွေဖြစ်သွားခဲ့ပြီးဒီပုံစံကကြည့်ရသူနိုင်ငံတော်မှလေကြင်းမြင်းများနဲ့မိဘပြည်သူပြည်သက်များပေါ်မှာမလီမစားပြုမှုတို့လိုဖြစ်သွားမိခဲ့ရင်အားလုံးကိုနူးညွတ်တောင်းပန်အပ်ပါတယ်ရှင်ဆိုပြီးတော့လက်ဟုတ်ချီတဲ့ emoji လေးနေနဲ့အများကြီးနဲ့တကွာတရဝင်းတောင်းပန်ခဲ့ပါတယ်ဒါပြင်တဲတို့ကိုလည်းနားလေခွင့်လုပ်ပေးဖို့မျှော်လင့်ပါရရှင်ဆိုပြီးတော့ပရိသတ်ရဲ့နားလေမှုနဲ့ခွင့်လုပ်မှုကိုလည်းထက်စစ်မြစ်တာရက်ခံထားတာတွေ့ရပါတယ်။ဒီကိစ္စပေါ်မှာတုံးတရာရင်ဥပညာရှင်တွေဟာလည်းလူသားတွေဖြစ်တဲ့အတွက် ပင်မနှဲ့နှွေခွင်ရှိပါရီဒါကိုပရိသတ်ကနားလေပေးနိုင်ပါရီဘလိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့အစမပြေမှုအားနေချက်တစ်ခုပေါ်မှာပရိသတ်ကထောက်ပြလာတဲ့အခါမမနာမထားပဲအတောင်းပြချက်မပေးဘဲနဲ့ပင်မန်းကေရာကိုဝန်ခံပြီးသက်ဆိုင်ရာလူချင်းမင်းနေနဲ့ပြည်သူလူထုကိုချက်ချင်းနှုံညို့တောင်းပန်လိုက်တဲ့ရှင်မွေရည်ရည်ရဲ့တာဝန်ယူမှုတာဝန်ခံမှုကတော့လေးစားစရာပါဒီလိုရဟာသူမပရိသတ်ရဲ့တန်ကိုနားထောင်နေလေးစားရည်ဆိုတာကိုပြသလိုက်တာပဲဖြစ်ပါရီပရိသတ်အနေနဲ့ရောဒီကိစ္စပေါ်မှာ ဘလို့မျိုးမြင်ပါတလဲရှင်မိမိတို့ရဲ့မြင်လေးကိုလည်းပြောသွားပေးခဲ့ပါအောင်ရှင်